င်္ဂလာပါခင်ဗျာ2025ခုနှစ်အော်တိုဘာလ25ရက်မေလအတန်ရဲ့တနေ့တာသတင်းအစီအစဉ်ဖြစ်ပါတယ်ပထမဆုံးတစ်ပုဒ်အနေနဲ့ပခုတ်ကူမှာဘုံကျဲပြီးဆက်လက်တင်နေပါပြက်ခတ်လို့ဒေသခံအုပ်တည်ဆုံးခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်မကွေးတိုင်းပခုတ်ကူမြို့နယ်ထန်းသမင်ကျေးရွာကိုစစ်ကောင်ပြင်တပ်ကပါရာမော်တာနဲ့ဘုံကျဲပြက်ခတ်ခဲ့တာကြောင့်ပြည်သူလူထုတည်ဆုံးခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်အော်တိုဘာ24ရက်ည7:00နာရီဝန်းကျင်မှာပါရာမော်တာ3စီးနဲ့ထန်းသမင်ရွာကိုဘုံနှလုံးကျဲချပြီးဆက်တနက်တွေနဲ့ပြက်ခတ်ခဲ့တာကြောင့် အသက်50အရွယ်အမျိုးသမီးတဦးနဲ့အမျိုးသားတဦးသေဆုံးပြီးအမျိုးသမီးနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ပခုတ်ကူမြို့နယ်အတွင်းပခုတ်ကူခြေဆိုင်တပ်မတရတဲ့ကစစ်ကောင်ပြင်တပ်တွေကလည်းစစ်ကြောင်းထိုးနေတာကြောင့်အင်ဂျင်နီယာခန့်ရှိထန်းတမင်ကြီးရွာကဒေသခံတွေတင်းရှောင်ခဲ့ရပြီးအခုထိခိုက်သူတွေဟာမတင်းရှောင်မဲကြံခဲ့သူတွေဖြစ်တယ်လို့ဒေသခံတဦးကပြောပါတယ်။အဲဒီစစ်ကြောင်းဟာအင်အားနေရာခန့်နဲ့ညောင်ကျစ်ပင်ရွာမှာထိုင်ချပြီးနောက်အောက်တိုဘာ25ရက်ဒီမနက်ပိုင်းမှာပခုတ်ကူမြို့နယ်အနောက်ဘက်ကိုစစ်ကြောင်းထိုးနေတယ်လို့သိရပါတယ်။ စစ်ကြောင်းကြောင့်တန်းရမင်ကျေးရွာပါဝင်ရေလာကြီးဝါကြုံကွင်းဖောင်းကွယ်ဖောင်းကြောင်ရေမြက်ရွာသားဤပြည့်အိုင်ချောင်းဦးတို့စားတဲ့ကျေးရွာကဒေသခံတွေလည်းထွက်ပြေးတင်းရှောင်နေကြရပါတယ်။တန်းရမင်မှာတိုက်ပွဲဖြစ်ပြီးဆက်တက်လေလီနဲ့ပုံကျဲလို့လမ်းသွားပြည်သူတို့ထိဆုံးခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပါမယ်။ဘကိုးတိုင်းထန်းမင်းမျိုးနဲ့ပုံမတိကျေးရွာနီမှာတိုက်ပွဲဖြစ်နေပြီးစစ်ကောင်ပြင်တပ်ဘက်ကဆက်တက်လေဒီနဲ့ပုံကျဲချင်းမျိုးသားတို့ထိမှတည်ဆုံးခဲ့တယ်လို့ဒေသကာကွယ်တပ်ဖွဲ့တာဝန်ရှိသူတွေစီကသိရပါဗျ ော်တိုဘာ24ရက်မနက်9:00နာရီကမှပုံမတိကျွာထိုင်းခြားစခန်းကနေစစ်ကောင်ပြင်တပ်ဖွဲ့ဝင်အင်အား90ကျော်ကစစ်ကြောင်းထိုးလာခြင်းဒေသကားကွယ်ပူးပေါင်းတပ်တွေနဲ့ထိရွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါမနက်7:00နာရီကမှတိုက်ပွဲဖြစ်ပွားနေတဲ့ area နီးကိုစစ်ကောင်ပြင်တပ်ဘက်ကစစ်တပ်လေဒီနဲ့ပုံသွင်းလုံးလာခဲ့ချခြင်းချွေချောင်းဝန်းကျေးရွာနေအသက်40ကျော်အရွယ်ဦးတူးဆိုသူကိုထိမှန်ပြီးဦးကောင်းပွင့်တန်ရာနဲ့နေရာမှာပဲတည်ဆုံးခဲ့တယ်လို့ဒေသကားကွယ်အဖွဲ့တာဝန်ရှိသူတူဦးကပြောပါတယ်တိုက်ပွဲကြောင့်ပုံမတိတရတန်းကျွာတို့က ဒေသခံပြည်သူအချို့ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြပြီးအများစုကတော့ကျေးရွာတွေထဲမှာပဲနေထိုင်နေကြရတယ်လို့ဆိုပါရယ်။အော်တိုဘား25ရက်ဒီနေ့မှာတော့တိုက်ပွဲအခြေအနေငြိမ်သက်နေပြီးတိုက်ပွဲအတွင်းနှစ်ဖက်ထိခိုက်မှုအခြေအနေကိုတော့လက်တလုံးမှမသိရသေးပဲအသေးစိတ်ထုတ်ပြန်ပေးသွားမယ်လို့သူကဆက်ပြောပါရယ်။ပြည်သူတွေအနေနဲ့တော်လိုင်းရေးတပ်တွေကကန့်တတ်ထားတဲ့ခွင့်မပြုတဲ့နေရာတွေကိုဖျက်ဆီးသွားလာတာတွေမလုပ်ဖို့လက်နက်ကြီးတန်းနဲ့လေးရန်ချိုင်းရင်လည်းလုံခြုံတဲ့နေရာတွေမှာနေထိုင်ပြီးထွက်မကြည့်ပဲအကားအကွယ်ယူနေဆိုင်ဖို့ဒေသခံကိုရဲ့အဖွဲ့တာဝန်ရှိသူက အတိပေးပြောဆိုထားပါဗျ။နိုင်ရံကမှာဆစ်ရှုံးနေတဲ့စကကစက်ခွန်စကကမှုကိုလူစားလဲလိုက်ပြီးအလံမြူထောင်းနာမှာနာမည်ကြီးနေတဲ့တမငငါးကဒုတမမှုယာရုတို့နဲ့ရောက်လာပါဗျ။ဖန်းစီကန်နာရတဲ့ရှမ်းပြည်နယ်တောင်ကြီးမြို့အခြေဆိုင်အရှေ့ပိုင်းနဲ့စစ်ဌာနချုပ်ရပါခါစစ်တိုင်းမှုနေရာပါဝင်ထိပ်ပိုင်းယာရုတွေဖြစ်တဲ့တိုင်းမှုတမမှုနဲ့လေ့ကျင့်ရေးအကြောင်းကြီးယာရုနေရာအများပြားကိုစစ်ကောင်းဆောင်တွေကအပြောင်းလဲထပ်မံလုပ်ခဲ့တယ်လို့နေပြည်တော်ကလာတဲ့သတင်းတွေရသိရပါဗျ။ဂျာဘကတိုင်းမှုဘုံမှုချုပ်နိုင်စောဦးကပြီးခဲ့တဲ့ဩဂုတ်လဆန်းပိုင်းကမှာ ဘာထုတက်နေမှုတွဲပတောင်းဝင်ယူရတဲ့တိုက်ခိုက်ရေးဘာထုအကြောင်းကြီးကနေတိုင်းမှုအဖြစ်ဂျာရုတိုခန့်အပ်ခံရတာဖြစ်ပြီး၃လအကြာအခုနောက်ဆုံးပတ်ထဲမှာပဲရှမ်းပြည်နယ်အတွင်းတရားမဝင်ကုန်စည်တဲယူမှုတွေမှာလက်စားတယ်ဆိုကနေပြည်တော်စေယုံကဖမ်းဆီးစစ်ဆေးနေတာလို့တက်တွင်းသတင်းရင်းမြစ်တွေစီကသိရတဲ့အချက်လက်ကိုစီရီယံပူကြီးစင်အောင်ကပြောပါတယ်။၎င်းရဲ့ရဘခတိုင်းမှုနေရာကိုဗမော်စစ်မျက်နှာမှာမြန်မာလာခဲ့ပြီးနေမျိုးတချို့ကိုပြန်ထိန်းချုပ်နိုင်ခဲ့တဲ့မကွေးခြေဆိုင်တမရှိရှိတမမှု DSA 40စင်ပုံမှုချုပ်ကျော်နိုင်ဦးနဲ့အစားထိုးခန့်အပ်လိုက်တဲ့အလို့ဆိုပါတယ်။ ရှမ်းပြည်နယ်အတွင်းကနောက်ထပ်စစ်တိုင်းတစ်ခုဖြစ်တဲ့ခိုလန်အခြေစိုက်အရှေ့လေပိုင်းနယ်စစ်ထဏာချုပ်ရာလခတိုင်မှုနေရာကိုလည်းအပြောင်းအလဲပြုလုပ်ခဲ့ပြီးတိုင်မှုအသည်အဖြစ် DSA ပတ်စဉ်40ဆင်းစစ်တပ်ကတို့ကျောင်းကြီးဗိုလ်ချုပ်စိုးမြတ်ထုတ်ကိုခန့်အပ်လိုက်ပါတယ်။နေရာဖယ်ပေးလိုက်ရတဲ့ရာလခတိုင်မှုဟောင်းအလုံးတင်ပို့ပတ်စဉ်23ဆင်းဗိုလ်ချုပ်မျိုးမင်းထုံးဟာဆက်အနာသိမ်းပြီးနောက်တိုင်မှုတွေအနက်တက်တန်းအရှေ့ဆုံးတိုင်မှုဖြစ်ပြီးသူနဲ့ပတ်သက်တဲ့နောက်ဆက်တဲ့သတင်းတွေကိုတော့မသိရသေးပါဘူး။ တိုင်မှုအပြောင်းလဲတွေနဲ့လက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့မကွေးတိုင်းငပဲမြို့နယ်ရခိုင်ရိုးမပေါ်အမ်ဘရန်လမ်းမရှိနေရကန်တောင်ကျောတဝိုက်စခန်းတွေမှာရှေ့တန်းတိုက်ခိုက်ရေးဝင်ရောက်နေတဲ့စကားကဆက်ကွန်ရဲ့စကားကမှုနေရာကိုကလောမျိုးအခြေဆိုင်အမှန်55ချီမြန်တပ်မဌာနချုပ်တမခ99ကဒုတိယတမမှုဗိုလ်မှူးကြီးမျိုးမြင့်ကိုရောက်ရှိလာတယ်လို့သိရပါဗျ။တမ99ဟာမြောက်ပိုင်းမဟာမိတ်တပ်တွေရဲ့တစ်တုံညာနှစ်ကုန်စစ်စင်ရေးစတင်ချိန်မှာရှမ်းမြောက်လောက်ကင်ကုန်းညံဒေသတွေမှာတိုက်ခိုက်ရေးဝင်ရောက်ခဲ့တာဖြစ်ပြီးဒါကစားလောက်ကင်နဲ့အတူလောက်ကင်မျိုးကြာရှုံးချိန်မှာ တက်မမှုအပါတက်မတစ်ခုလုံးအလံဖြူတောင်လက်နက်ချခဲ့တဲ့တက်မလည်းဖြစ်ပါတယ်။လက်ရှိအာရကတတော်အေအေနဲ့နေရကန်တောင်ကျောတိုက်ပွဲတွေမှာအဓိကတိုက်ခိုက်နေရတဲ့စကကဆက်ကွန်စကကမူဗိုလ်မှူးချုပ်ကျော်စွာလင်းကိုရန်ကုန်တိုင်းမှော်ပြီးမြို့အခြေဆိုင်အမျိုးသမီးပိုတင်တန်းချောင်းကိုကျောင်းဝန်ကြီးအဖြစ်ပို့ဆောင်လိုက်တာပါ။နေရကန်တောင်ကျောတဝိုက်ကစကကဆက်ကွန်တက်တွေဟာအေအေရဲ့ထိုးစစ်တွေအတွင်ထိခိုက်တိုက်ဆုံးသူတွေများတဲ့အပြင်စစ်ကောင်ပြင်တပ်သားများစုဟာစခန်းနဲ့စုံကွာထွက်ပြေးနေကြပြီးလက်နက်ချအញ្ញန်းခံသူတွေနဲ့အလင်းဝင်ခိုးလုံလာသူတွေလည်းအများပြားရှိနေတယ်လို့ အရခတတော်အေးကအခုလာထဲမှာထုတ်ပြန်ထားပါဗျ။လက်လက်သွားတဲ့စစ်တပ်ကတော်ចောင်းကြီးနေရာကိုနောင်ချုံမျိုးကိုပြန်သိမ်းနိုင်ခဲ့တဲ့စကခဆနစ်မှုဘုံမှုချုပ်သူရဇော်လွင်ဆိုးတမရှိရှိတမမှုနေရာကိုတမတတိဒုတမမှုဘုံမှုကြီးမြင်ဟင်းတို့ကိုခန့်အပ်လိုက်ပါဗျ။အခြားထိပ်ပိုင်းယာရုပြောင်းလဲမှုတွေအနေနဲ့ KND မှာတိုက်ခိုက်ရေးဝင်နေတဲ့တမ66တမမှုဘုံမှုချုပ်ကျော်စိုးလင်းကိုမင်္ဂလာတောင်စစ်စစ်တပ်ကတော်ចောင်းကြီးအဖြစ်ပြောင်းရွှေ့ခဲ့ပြီးလက်လက်သွားတဲ့တမ66နေရာကိုရင်းမြို့အခြေဆိုင် စကားကစကူဒူးစကားကမူဘုံမိုးကြီးကောင်းစော်မြင်ရောက်ရှိလာတယ်လို့လည်းသိရပါဗျ။ဒါပြင်စစ်တပ်ကအခုချိန်ရာထူးပြောင်းလဲမှာတိုင်းမူလေးကျင်အကြောင်းကြီးစကားကမူတမမူဒူးတမမူဒူးစကားကမူစတဲ့ရာထူး140တန်းမနဲ့အပြောင်းလဲပြုလုပ်ခဲ့တယ်လို့ဘုံကြီးစင်ရောင်ရဲ့သတင်းဖော်ပြချက်တွေရသိရပါဗျ။နောက်ဆုံးတစ်ပုတ်အနေနဲ့တင်ဆက်ပေးမှာကတော့လူနေအနီးစစ်တပ်ကပုံချက်လို့ဒေသခံ3ဦးတေပြီး73ဦးတန်းရခဲ့တဲ့သတင်းမှာမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ရင်ခက်ပင်ကြီးရွာကို လေကြောင်းကနေပုံကျဲခဲ့တာကြောင့်ဒေသခံပြည်သူ၃ဦးသေဆုံးပြီး၁၃ဦးဒဏ်ရာရခဲ့တယ်လို့မန်းလေးပြည်သူ့ကာကွယ်ရေးတပ် MD1 PDF တာဝန်ရှိသူကပြောပါဗျ။အော်တိုဘာ၂၄ရက်မနက်၂နာရီကျော်မှာစစ်ကောင်စီဘက်ကဂျက်ဖိုက်တာအုံပြူပြီးခြေရွာတွေကိုဘုံတလုံးချဲချခဲ့ရာလူနေအိမ်တွေအနီးကျအောက်ပောက်ခွဲခဲ့တာလို့ဆိုပါတယ်။ဘုံစားထိမှန်ပြီးရင်ခပ်ပန်းရွာသားအသက်၃၀အရွယ်အမျိုးသမီး၂ဦးနဲ့အမျိုးသား၁ဦးနေရာမှာနေသေဆုံးကနောက်ထပ်အမျိုးသားအမျိုးသမီး၁၃ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ MDY PDF ပြောရေးဆိုခွင့်ရှိသူကိုအော့စမွန်ကပြောပါတယ်။ထိခိုက်ဒိဆုံးသူတွေနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုတော့အမ်မီအခြေအနေကြောင့်ကောက်ယူလို့မရနိုင်သေးပဲဘုံကျဲခံရတဲ့ခြေရွာကဒေသခံအချို့ကတော့ခြေရွာကနေတင်းရှောင်နေရတာမျိုးမရှိဘူးလို့သိရပါတယ်။မြေလက်ဒေသကသတင်းတွေကိုတင်ဆက်ပေးနေတဲ့မြေလက်တန်ရဲ့နေ့စဉ်သတင်းအစီအစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်ည၈နာရီခွဲမှာတင်ဆက်ပေးနေတာဖြစ်ပြီးမြေလက်တန်ရဲ့ website, YouTube နဲ့ Facebook တို့မှာဆောင်မြော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။